ူတစ်ခါတည်းခိုးတာလည်းမဟုတ်ပါဘူးအနစ်နဲ့အလလခိုးတာပါเนาะအခုဒီနေ့တနေ့တည်းမိတဲ့ဟာက10သိန်းကျော်ဘူးခိုးတာမားတို့အခုစစ်တလောက်ကတော့ရှားချီတယ်ပါလားရချီတယ်ရချီတယ်ဆိုတာ100ကျော်လည်းဖြစ်နိုင်တယ်လို့200ကျော်လည်းဖြစ်နိုင်တယ်300ကျော်လည်းဖြစ်နိုင်တယ်400ကျော်လည်းဖြစ်နိုင်တယ်500ကျော်လည်းဖြစ်နိုင်တယ်ဘလောက်ရလို့အတိအကျကကျမတို့စစ်နေတော့မယ်ဒီအထေရောက်နဲ့ဝင်ဝင်တခုတည်းနဲ့နှစ်ဖူးကချွေချီမကြအောင်စီးပွားရေးကိုလှုပ်ထားစူးစမ်းပြီးရှာထားတာဒီ ပတ်စံတွေကိုခိုးတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကနှမျောပါတယ်နာပါတယ်လိုချင်ပါတယ် လာပါမွေး channel လေးရရင်ကြိုဆိုလိုက်ပါတယ်မိုးတီနေတက်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးရတော့အရင်အရေးကြီးတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ online shop ရောက်နေဆယ်လီမတီကအခုဆိုလို့ရှိရင်သူ့ရဲ့ဝန်ထမ်းမလေးကဒီတိတ်300ကျော်ဘူးအထည်ဒီခိုးသွားလို့ပေါ့နော်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ပြပြက်လာတာပဲဖြစ်ပါတယ်ဒီတခိုးမလေးကဒီနှစ်နှစ်အတွင်းမှာကိုရုပ်တည်ရှိရှိနဲ့လိမ့်လေခိုးသွားတာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့သူ့လိုမဖြစ်အောင်လို့ဆိုပြီးတော့နောက်လူတို့တတိပေးလာတဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာပဲဖြစ်ပါတယ်ကြည့်တဲ့မျိုးတွေနဲ့လည်းဘူးတရာတင်ကန်းစာရနေတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုပြက်လဲမျှဝင်တင်ဆက်လိုက်တာပဲဖြစ်ပါတယ်မိုးဗီဒီယိုလေးကို တွေလည်းပဲကြည့်ရှုပြီးဖိတ်ခပါရှိ။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။အော်ဒီနေ့ဖြစ်တဲ့ဟာကအမှန်တိုင်းပြောရဆိုရင်တော့ဒါဒီနေ့ကိုလက်ပူးလက်ကြမိပြီးတော့ဖမ်းလိုက်လို့ဒီလိုဖြစ်တာပေါ့နော်။ရှင်းဖို့တွေဖြစ်လာတာ။အရင်ကတော့ရိမ့်မိနေရလေးလည်းရှိတယ်။ဒါပေမဲ့ကိုရီးယားသူတို့ပေါ်ကိုညီကိုမောင်နှမစိတ်နဲ့နော်ညီကိုမောင်နှမစိတ်လေးနဲ့ မဟုတ်တော့ပါဘူးသူတို့ကဟုတ်နေတာတော့ကိုကဟောမဟုတ်တော့ပါဘူးလေဆိုတဲ့စိတ်နဲ့ကိုလေနော်အရန်ကိုယုံကြည်ထားတာဘသူလဲဆိုတော့ online မှာကျမတို့ကမျက်စိမိတ်ပြီးတော့တောင်မှလက်လွှဲထားပြီးတော့ယုံကြည်ရတဲ့လူမိန်းကလေးနော်မိန်းကလေးမိန်းကလေးမိန်းကလေးတဲ့ကလောက်တာလူရင်းနေရပါတော့ အာကျမတို့နဲ့တော့အမျိုးမတော်ပါဘူးဒီလိုပဲဝန်ထမ်းနဲ့ရပဲဝန်ထမ်းကိုကိုရီးယားအာတတော်ကိုဟိုဘယ်လိုလဲယုံကြည်ပြီးတော့လလွဲလိုက်တဲ့အချိန်မှာယုံကြည်မှုကိုလွဲသုံးစားလုပ်သွားတာပြီးတော့ဟိုကျမတို့ပါသွားတဲ့ငွေမောက်က မနေဘူးဆိုတာလည်းသိစေချင်တယ်နောက်ပြီးတော့လောက်ရလေခြင်းဆိုတာလည်းသိစေချင်တယ်အဓိကကဘာလဲဆိုတော့ ဟိုအခုအခုလာပြောပြတဲ့ဖြစ်စဉ်မှာ तू तू ဘလို့ခိုးွားတယ်ကျမတို့စီကဘလို့လောက်ပြီးတော့ခိုးတယ်ဆိုတာကိုသိစေချင်လို့ငွေသားခိုးွားတာလားဆိုတော့လည်းမဟုတ်ဘူးအထည်တွေခိုးတာဆိုတော့လည်းမဟုတ်ဘူး तू က online ဝင်နှန်းဖြစ်တဲ့ကြာ online ပေါ်မှာဘလို့ခိုးတယ်ဆိုတာကို သိစေချင်တာလေနော်ဟိုနီလန်းပေါ့နော်ဒါတခြား online shop တွေတခြားဒါကျမတို့နဲ့ဆို online shop တော်တော်များများတငယ်ချင်းတွေဆိုလို့ရှိရင်တော်တော်များများ online shop တွေတယောက်နဲ့တယောက်ခင်ကြတာများတယ်ကျမတို့อ่ะအဲ့တော့အခုဟိုအခုပေါ့နော်အခုဒီလို online shop လုပ်တဲ့လူတွေကိုအဓိကကျမကသိစေချင်တယ်ကျန်တာတော့မဟုတ်ဘူးသူတို့ကိုလည်းညှိတယ်အာကျမတို့မနိုင်ပြောလို့ရှိရင် တိတိကျမှငွေအမောက်လေတအားများတယ်ခိုးရတာလည်းနှစ်တည်းလဲကြာပြီတတော်သူကလေနှစ်ချီပြီးခိုးရတာဆိုတော့လေစနစ်တကျကိုခိုးတာသူခိုးပုံခိုးနေကိုကျမပြီးရင်ရှင်းပြမယ်ပြောပြမယ်အဲ့ပြောပြကြတက်လာတယောက်မှမထိခိုက်ခဲ့ဘူးเนาะဒါပေမဲ့သူခိုးတဲ့ပုံစံမှာကတ်စတမာတွေမထိခိုက်တယ်လို့เนาะဘာမှလည်းမမတိရလောက်တဲ့နီးစနစ်နဲ့ခိုးတယ်ဒါပေမဲ့ကိုကိုတိုင်းကိုပဲနစ်နာသွားတယ်အခုဖြစ်သွားတဲ့ကိစ္စမှာ အဲအဲ့ဒီအတွက်ကြောင့်ကျမကလည်းဒါ online shop တွေလုပ်နေတဲ့လူတွေเนาะတခြားကျမတို့လိုစီးပွားရေးလုပ်နေတဲ့လူတွေသိစေချင်တယ်အာကျမတို့အခုစစ်တလောက်ကတော့ရှားချီတယ်ပါတာရှားချီတယ်ရှားချီတယ်ဆိုတာ100ကျော်လည်းဖြစ်နိုင်တယ်လို့200ကျော်လည်းဖြစ်နိုင်တယ်300ကျော်လည်းဖြစ်နိုင်တယ်400ကျော်လည်းဖြစ်နိုင်တယ်900ကျော်လည်းဖြစ်နိုင်တယ်ဘယ်လောက်ရေလို့အတိအကျကကျမတို့စစ်နေတော့မယ်လုပ်နေတော့မယ်ဒါပေမဲ့တခါလေကြောက်လို့ရှိရင်တချို့ဟို လူလိုနားမလဲတဲ့လူတချို့ပေါ့နော်လူမဟုတ်တဲ့လူတွေရဲ့ comment တွေကိုတွေ့ရတယ်ပေါ့နော်အဲသူတို့ပစ္စည်းကိုခိုးมาတော့ခုလောက်ဆိုခိုးရတဲ့လူခုလောက်ဆိုတိနေလောက်ပြီးလို့စဲနေလိုက်ပြီးတော့ကျမတို့မှာ video record တွေရှိပါတယ်ပုံတွေလည်းရှိပါတယ်မတင်မတင်သေးတာပါမတင်သေးတာပါဘာလို့မတင်သေးလဲဆိုတော့ကျမတို့သူတို့ဘလောက်ထိကျမတို့ကို ပြန်ပြီးတော့ကျင်းလောက်အောင်တောင်းပန်မလဲဘလောက်ထိသူတို့ လို့သူတို့ခိုးထားတဲ့အမောက်ဘလောက်လဲဘလို့ပြန်ပြီးတော့ပြန်ညှိမလဲဆိုတာကိုစောင့်ကြည့်တဲ့အနေနဲ့မတင်တာပါပြီးတော့ဒီခေတ်မှာကဒီကိုကအခိုးခံရပါတယ်ဆိုပြီးတော့ကိုကကိုကိုကိုခံစားရတာကိုကိုတင်လို့ခိုးပါတယ်ဆိုပြီးတော့တင်လိုက်ရင်တော့မှအဲ့ဒီတခိုးဘက်ကနေပြီးတော့နာတာတစ်ဖွဲ့ကတက်တက်ရှိတယ် ဟိုသူတို့မှလည်းဘဝရှိသေးပါတယ်သူတို့ခိုးတာကိုမတင်ပါနဲ့ဆိုတာအရှိမှလည်းပစ္စည်းတွေဝင်ခိုးတဲ့လူတွေနဲ့ဖြစ်တဲ့ကိစ္စမျိုးလည်းဖြစ်ပြီးပြီအမှန်ကတော့လူတွေကအဲ့လိုလူတွေကကိုးဆောက်ဆံမဟုတ်လို့ကိုးပဆံမဟုတ်လို့ကိုးချွေးနေစာမဟုတ်လို့ကျမတို့ဒီအခုကျမတို့ခိုးွားတဲ့ခိုးွားတဲ့လူကနော်အမားတို့ပဆံမဟုတ်ဘူးကျမတို့ရဲ့ပဆံပြီးတော့အဲ့ကျမတို့ရဲ့ပဆံနဲ့မှလာမှာကျမတို့အလကားရတာတခုမှမရှိဘူးချွေးနေစာ နော်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုကျမတို့မှာအပြင်ဝင်ဝင်တစ်ခုမှမရှိဘူးဘာစီးပွားရေးမှမရှိဒီအထယ်ရောက်နဲ့အလုပ်တစ်ခုပဲရှိတယ်နော်အထယ်ရောက်နဲ့အလုပ်တစ်ခုပဲရှိပါတယ်ပြီးတော့သူများစီကနေဘာတစ်ခုမှခိုးခြင်းဟွက်ခြင်းလိန်ခြင်းညာခြင်းယူထားပြဿနာမရှိပါဘူးအဲ့ဒီအထယ်ရောက်နဲ့ဝင်ဝင်တစ်ခုတည်းနဲ့နှစ်ဖူးကချွေချေမကြအောင်စီးပွားရေးကိုလှုပ်ထားစ조사ပြီးရှာထားတာကျမဆိုလိုက်တီကိုတောက်လျှောက်ပင်မခံယောဂအဖြစ်ခံပြီးတော့လွှင့်လာတာအဲ့ဒီ ပတ်စံတွေကိုခိုးတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကနှမျောပါတယ်နာပါတယ်လိုချင်ပါတယ်နော်အခုကျမပြောပြီလေနော်ခိုးတာဘယ်သူလဲဆိုတာကိုကျမမှာတက်တဲ့အပြည့်စုံရှိပါတယ်အဓိကပြောပြရမယ်ဆိုရင်ကျမတို့စီမှာလွန်ခဲ့တဲ့2021ထဲကအလုံးစဝင်တဲ့ online မှာနော် online သမားပါ main ကလေးပါတိရလူရတော်များများတိမှာပါ သူကခိုးပါတယ်သူ့ရဲ့ရီးစားနော်သူ့ရဲ့အဲ့ main ကလေးရဲ့ရီးစားကကြတော့ ဲ့ဒီခိုးရပါပစ္စည်းကိုသူတို့ရအောင်ယူပါတယ်ပြီးတော့သူ့ရဲ့ညမအဲ့ရီးစားရဲ့ညမလားသူ့ရဲ့ညမလားတယောက်ကလည်းအဲ့ခိုးရပါပစ္စည်းကိုလက်ခံပါတယ်เนาะအဲ့ဒါကြောင့်မို့ဘလို့ပုံစံနဲ့ခိုးရဆိုအရင်ပြောပြပါမယ်ပြီးကျမပြောသင့်တာရင်လည်းပြောပါမယ်အခုချိန်မှာဘသူပြောတဲ့စကားအောင်မှနားမထောင်ပါဘူးအခုကိုယ့်ပါကိုကိုနီးစနစ်နဲ့တွားပါမယ်เนาะအဲ့ဒါကြောင့်မို့ ကျမကဒါဘလို့ခိုးခံရတယ်သူဘလို့လုတ်တယ်ခိုးတဲ့ဒီနီးစနစ်ကိုပြောပါမယ်တော်တော်ကြီးကို စိတ်ထဲထိခိုက်ရပါတယ်တော်တော်လည်းနောင်နာရပါတယ်เนาะနောက်ကျမလို့မဖြစ်အောင်လည်းသင်ဟိုပြောပြရတဲ့သဘောပါဗောနော်တချက်ချင်းစီပြောပြပါမယ်ဒါကျမတို့ကအခုဒီမှာဒလီပို့တယ်ဆိုရင်ဒီလိုအထုပ်ကလေးနေเนาะသေချာလေးဒါဘလို့ပြောမလဲဆိုတော့ ကျမရဲ့ like ကိုအခုကြည့်လိုက်လို့ရှိရင် online shop လုပ်နေတယ်လို့တော်တော်များများเนาะတော်တော်များများသိသွားပါလိမ့်မယ်သူတို့ရဲ့ခိုးပုံခိုးနီးတွေကိုเนาะသူဘလို့တွေလှုပ်ရှားတယ်ဆိုတော့ကျမတို့ပစ္စည်းဝယ်တယ်ဆိုရင်ကျမတို့မှာဒီလိုရှိပါတယ်เนาะဒါဒါတော့ဒါကိုရေးကိုတာဆိုတော့ဒါမဖတ်ပြတော့ဘူးကျမတို့ဒီမှာဝယ်တဲ့လူရဲ့နာမည်ဖုန်းနံပါတ် နေရာလိပ်စာဒီမှာငွေအမောက်ပြီးလို့ရှိရင်ဒီဘက်မှာဒလီကเนาะအဲ့လိုမျိုးရှိပါတယ်ပြီးရင်ကျမတို့မှာပေလေဒီဆိုတော့ လက်ရည်မှုနဲ့ပို့ပါတယ်เนาะအထုပ်ကိုပို့ပါတယ်အဲ့လိုပို့တဲ့အထုပ်တွေပေါ့เนาะဒီလိုပို့မယ်အထုပ်ကြီးအထုပ်ကြီးရှိမယ်အထုပ်သေးရှိမယ်เนาะဒီလိုမျိုးလေးရှိမယ်ငွေငွေအမောက်တွေကလည်းအမျိုးစုံရှိမယ်เนาะတချို့ကကြတော့ဒီလိုမျိုးပတ်စံနဲ့เนาะပတ်စံနဲ့တခါတည်းကိုယ်စီကိုအထုပ်ရောက်မှရှင်းတဲ့လူတွေရှိသလိုเนาะ တခါတလေကြလို့ရှိရင်ငွေကို online ကနေလွှဲပြီးတော့ဒလီကကိုလည်းတခါလဲရှင်းလာတဲ့လူတွေရှိတယ်တချို့ကြလည်းဒလီကကိုလာမပေးတဲ့လူတွေရှိတယ်เนาะအဲ့လိုမျိုးတွေရှိတဲ့အဲဒီမှာသူ့ရဲ့ခိုးပုံခိုးနီးကိုပြောပြပါမယ်เนาะနှင်းနဲ့ချီပြီးခိုးတာပါအခုရက်ပိုင်းမှာခိုးတာမဟုတ်ပါဘူးအခုတခါလဲခိုးတာလည်းမဟုတ်ပါဘူးအနှစ်နဲ့အလားလားခိုးတာပါเนาะအခုဒီနေ့တနေ့လဲမိတဲ့ဟာက၁၀သိန်းကျော်ဘူးခိုးတာပါဒီနေ့တနေ့မနေ့မနေ့က စခိုးတဲ့ဟာကစေသိန်းကျော်ပါเนาะဒီခုတရားတွေကဒီလိုမျိုးသူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်အခုဒီမှာဆိုလို့ရှိရင်ဒါဒီနာမည်ဆိုလို့ရှိရင်သူကအကောင့်နာမည်တစ်ခုခုပေးလိုက်တယ်ပေးပြီးတော့ဒီမှာရေးထားတဲ့ဖုန်းနံပါတ်က သူ့ရဲ့ရီးစားရဲ့ဖုန်းနံပါတ်ဒီကျမတို့ဆိုင်ကခိုးတဲ့တခိုးမရဲ့ရီးစားရဲ့ဖုန်းနံပါတ်ကို ရေးပါတယ်ရေးပြီးတော့သူ့ကိုတခိုးမလို့ ပြောရဲဆိုတာ तू ကတကယ်ခိုးတဲ့ကောင်မှမလို့နမည်ထည့်မပြောသေးဘူးเนาะအာပြီးလို့ရှိရင်သူတို့ကနေတာစံပြစီတင်ငန်းကျုံးမှာနေရတဲ့အတွက်ကြောင့်စံပြစီတင်ငန်းကျုံးဆိုပြီးရေးပါတယ်ပြီးလို့ရှိရင်ငွေကောက်မပါ delivery ငွေကောက်မပါ delivery ငွေကောက်လည်းမပါဘူး delivery ကလည်း free အဲ့လိုရေးပြီးတော့ပြီးလို့ရှိရင်အောက်မှာမနေ့က20ဆိုတော့ဒီနေ့21ရက်နေ့အရောက်ဖို့ရန်ဆိုပြီးတော့သူက delivery ကိုအပ်ပါတယ်အဲ့ဒီအထုပ်ထဲမှာကိုသူက ဒီမှာတစ်ထုပ်နှစ်ထုပ်သုံးထုပ်လေးထုပ်ဒီပတ်စံနေရှင်းရမယ်ငွေအမောက်တွေရှင်းရမယ်အဲ့ဒီငွေအမောက်တွေရှင်းရမယ်အထုပ်ကိုသူကဒီလိုမျိုးအားလုံးစုပြီးတော့ပေါင်းထည့်လိုက်ပါတယ်ဒီထုပ်တွေကိုပေါင်းထည့်လိုက်တယ်ဒီနောက်ထုပ်လည်းရှိရဲဒီထုပ်ဆိုတထုပ်ထဲနဲ့၄သိန်းကျော်တယ်အဲ့၄သိန်းကျော်တဲ့အထုပ်ကိုလေသူကသူ့ရဲ့ညမနမည်နဲ့သူ့ရဲ့ညမနမည်နဲ့သူ့ညမဖုန်းနဲ့ကို အဲ့ဒီလိုပဲတင်ငန်းချင်းငုံမွေးရေးခုနှစ်လမ်းဆိုပြီးပို့လိုက်ပါတယ်ကျမလမ်းတော့ပြလိုက်ပြီနော်သိကျင်တဲ့လူသိကျမတော့ပြောရမှာပဲဒီမှာဒီမှာဒီလိုလောက်ထားတဲ့တော့ပြောရမှာဒါကျမသူတို့ရဲ့တိတ်ခါကိုငဲညာတော့အဖြစ်ကျမဗီဒီယိုသူတို့ခိုးပါတယ်ဆိုပြီးဝင်ခံထားတဲ့ဗီဒီယိုမပြသေးဘူး లై မောမတင်သေးဘူးနာမည်မပြောသေးဘူးဒါပေမဲ့ဒီလိုမျိုးသူတို့လုတ်လိုက်ပါတယ်အဲ့လိုလုတ်ပြီးတော့အထုပ်ကိုပို့ပါတယ်ပို့လိုက်တဲ့အချိန်ကြာလို့ရှိရင် तू က ငွေအမောက်ကဒီမှာဆို၄သိန်းကျော်မယ်ဒီမှာတစ်ထုပ်ဆိုလဲ၄သိန်းကျော်မယ်အဲ့ဒီမှာရင်၈သိန်းကျော်ပါပြီအဲ့ဒီငွေအမောက်ကိုသူတို့ကပို့ပြီးတော့သူတို့ရဲ့သူ့ရဲ့ยีซ่าเนี่ยตู้เนี่ยညမတဲ့ပေါ့เนาะจันเนလူတွေကတော့သူတို့အမျိုးဆွေတွေတိလားမတိလားပေါင်းကြလားမကြလားတော့မသိဘူးအဲ့ဒီလိုအဲ့ဒီထုတ်ကိုလက်ခံလိုက်တယ်လက်ခံပြီးတော့မှသူတို့ကအိမ်ရောက်တော့မှအဲ့ဒီထုတ်ကိုဖျဲတယ်ဖျဲပြီးတော့မှ ဒီလိုဒီလိုအထုပ်တွေကိုနေရဲလိပ်စာတွေနဲ့ကျမတို့ရဲ့ customer ကိုတော့မှ तू ကတကယ်ဝယ်နေကြ customer ငွေအမောက်များတဲ့ customer မသိရင်ကျမတို့ပြင်လေဒီကပို့ခိုင်းတဲ့ပုံစံမျိုးနဲ့သူတို့ကသူ့ရီးစားကဒလီသမားတယောက်နဲ့ပေါင်းပြီးတော့လိုက်ပို့ပါတယ်လိုက်ပို့ပြီးတော့အဲ့ဒီငွေကောက်တွေကို तू ကသူတို့ကယူပါတယ်เนาะအဲ့တော့ငွေကောက်တွေကိုသူတို့က၈သိန်းမြင့်၈သိန်း၁၀သိန်းမြင့်၁၀သိန်းသူတို့ရပါတယ် အဲ့ဒီပတ်စံမျိုးကိုသူတို့ကယူတယ်ဒလီသမားကိုသူတို့ကဒလီကရှင်းတယ်ကျမတို့စီမှာစရင်ထွက်သွားတာကစရင်ထွက်သွားတာက အထုတ်ကဒီနေ့ online မှာအထုတ်80ဒလီကိုအပ်တယ်ဆို80လုံးကျမတို့စီမှာစရင်ရှိတယ်အထုတ်ကမလျော့ဘူးဒလီစီကိုလည်းဒီအထုတ်တွေကပါသွားတယ်เนาะနောက်တစ်ခုကကျမတို့ရဲ့ customer တွေစီကိုလည်း ပစ္စည်းတွေကအကုန်လုံးကရောက်တယ်အဲ့တော့ကျမတို့ကမရိပ်မိဘူးလုံးဝ error မရှိဘူး तू ခိုးတဲ့ပုံက error မရှိဘူး complain မရှိဘူးလုံးဝခိုးတာကို system ညှင့်ပြီးခိုးတာတာအရန်ကိုနှိရှေစီမံကိန်းကျမပြောနေတာရတကယ်လက်တွေ့ပြောပြတာအဆင်ပြေတယ်ဝယ်သူဘက်ကလည်းပစ္စည်းရောက်တယ်ဝယ်သူကလည်းပစ္စည်းရောက်တယ်အဆင်ပြေတယ်သူစီပစ္စည်းရောက်လာတယ်ဝယ်တဲ့ပစ္စည်းရောက်လာတယ်နော်ဝယ်တဲ့ပစ္စည်းဝယ်သူကလည်းရတယ် online ဟာတွေကလည်းရတယ်နော် online delivery သမားတွေကလည်းအထောက်ရတယ် ဘာမှမရတာကျမတို့ကျမကအဲ့ဝယ်သူတွေရဲ့ပတ်စံ၁၀သိန်းဆိုလဲ၁၀သိန်းလုံးကကျမမရဘူးเนาะ၈သိန်းဆိုလဲ၈သိန်းကျမမရဘူးပြီးတော့သူ့ရဲ့ delivery အပ်တဲ့စာအုပ်ကိုလှန်ကြည့်လိုက်တဲ့အချိန်မှာ၂၀ရက်နေ့မှလဲခိုးတယ်ခိုးရှေ့မှလဲခိုးတယ်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 တနေ့ကိုနှစ်ထုပ်လုံးနှစ်ထုပ်လုံးနှစ်ထုပ်လုံးသူခိုးသွားတယ်အဲ့ဒီနှစ်ထုပ်ထဲမှာအဲ့ဒီနှစ်ထုပ်ထဲမှာဟို၆ထုပ်လဲပါခြင်းနဲ့၈ထုပ်လဲပါခြင်းပါမယ်เนาะအဲ့လိုမျိုးခိုးတယ် နောက်တစ်ခုထက်ခိုးတယ်ဘလို့ထက်ခိုးလဲ तू ကဒီဟာတွေတွေမပြီးဘူးသူ့ရဲ့ခိုးတာနောက်တစ်မျိုးခိုးတာမရှိတဲ့အချိန်ပေါ့ကျမတို့မရှိတဲ့အချိန်ကိုကျမတို့ဆိုင်မှာ online ပစ္စည်း live ဆိုင်ရလဲဆိုင်3ဆိုင်ဆိုတော့ကျမတို့ကဆိုင်3ဆိုင် run နေတော့ तू ကအဲ့ဒီကျမတို့ပင်ရင်းဆိုင်မှာ ကျမတို့ပင်ရင်းဆိုင်ကို daily အထုတ်လာယူပါတယ်ဆိုလို့ရှိရင် तू ကအဲ့ဒီလိုမျိုး online ပစ္စည်းကိုသူ့လူကိုသူတို့ဘက်ကလူကိုလှုပ်ပြီးတော့လာယူခိုင်းတယ်ယူခိုင်းပြီးတော့ ငွေကောက်လည်းမပါဒယ်လီလည်းရှင်းပြီးဘာမှမလို့စိုင်လာယူဆိုပြီးတော့ဘာမှမရေးပဲနဲ့ဒီလိုပါဆယ်အိတ်နဲ့ထုတ်ပြီးတော့ဗျောင်ထည့်ပြီးတော့တခါတည်းသွားပေးတာအဲ့ဒါကိုတက်စီသမားယူပြီးတော့သူတို့အိမ်ကိုသွားပို့တာအမျိုးစုံတော့ပစ္စည်းတွေကလေကျမတို့ကစိုင်သုံးစိုင်ဖွင့်ထားတယ်ဆိုပေမဲ့အွန်လိုင်းကဒီစိုင်ပင်ရင်းစိုင်မှာလုတ်တဲ့အတွက်ကြောင့်ဒါကအွန်လိုင်းကဖြစ်တဲ့ပြဿနာမလို့ဒီစိုင်မှာပဲဟွာဖြစ်တာကျန်တဲ့စည်ရင်းနေစည်ရင်းနေစည်ရင်းနေဆိုတာက အမျိုးစုံကိစ္စရရှိရဒါဒီနေ့မိတဲ့ဒီခိုးတဲ့လူရဲ့မိတဲ့ဟာပြသူတို့ခိုးတာဒီ2025ကျမလိုက်ပြန်စလွင့်နဲ့9လပိုင်းညစပြီးတော့သူတို့ကခိုးပါတယ်ဆိုပြီးတော့ကျမကဝန်ခံသွားတယ်ဒါပေမဲ့ကျမတို့စစ်ဆေးပြီးတော့အခုထက်ရှာဖွေလာတလောက်ကသူတို့2023 2024တဲ့ကခိုးပါတယ် အဲ့လိုခိုးနီးတွေရှိပါတယ်ဒါဆိုဒါခိုးနီးနှမျိုးပါသူเนาะဘာလို့လဲဆိုတော့ပစ္စည်းရဝယ်သူ စီမာလဲရောက်တယ်ကတ်စတမာလဲပစ္စည်းရောက်တယ်เนาะဒယ်လီသမားကလည်းသူစီအထုတ်ရောက်တယ်မှန်တယ်ကျမတို့ကလည်းသူတို့ရဲ့ဒယ်လီစရင်အပ်တဲ့စရင်ကိုရှာလိုက်တဲ့အခါမှာလဲအကုန်ကွက်တိမှန်ပါတယ်ကံကောင်းစင်တော့ဒီဆိုင်ကအဓိကကျမကပတ်စံမဲမရတာပြောရမယ်ဆို online နဲ့တွဲခွင့်တာပြီးတော့အမားတို့ပြောတယ်လေဟုတ်တယ်ဒါဘလို့ပေါ်လဲ ဟုတ်တယ်ဘလို့ပေါ်လဲဆိုတော့ဒီဟာကို ကျမတို့ကဒီဝဲသူနမယ်ရေเนาะသူညမရဲ့ဒီဝဲသူနမယ်ရေက ကျမတို့ကကတ်စတမာကျမတို့ရဲ့ CV မှာပေးပေးမှာရိုက်ရှာလိုက်လို့ရှိရင်ဒီနမယ်တွေဒီကျမတို့ရဲ့ကတ်စတမာနမယ်မဟုတ်ဘူးကျမတို့ရဲ့ကတ်စတမာမဟုတ်ဘူးမရှိဘူးเนาะမရှိဘူးကျမတို့ရဲ့ကတ်စတမာမဟုတ်တဲ့အတွက်ကျမတို့ကဒီလူတွေကိုရှာလိုက်ရင် ရောင်းသားတဲ့ဟာမရှိဘူးဒါပေမဲ့ အထုတ်ကအမြဲပါနေတယ်အထုတ်ကဒလီအတိုင်းဒီနမေကပါနေတယ်ပါနေတယ်အထုတ်ထဲမှာဘယ်နှထုတ်မှမတိတဲ့အနေအဲ့ဒီတထုတ်တထုတ်ထဲမှာသူတို့က၄သိန်းပိုးလဲဖြစ်နိုင်တယ်၅သိန်းပိုးလဲဖြစ်နိုင်တယ်၁၀သိန်းပိုးလဲဖြစ်နိုင်တယ်တကယ်ခိုးမိစ်အဲ့ဒါ online shop တမန်ဒီနေ့20ရက်နေ့မှာမိတဲ့အထုတ်တင်ကို၁၀သိန်းပိုးကျော်ပါတယ်ရှင် ကျမတို့နေ့စဉ်ဘယ်လိုတွေတောင်ခိုးခံနေရလဲဆိုတာ ဒါတိလိုက်တိရမှာပါဒါအခုပြောရဲဆိုတာသူတို့ ਨੇ ကံကဏ္ဍတွေမပြီးသေးပါဘူးခင်လည်းထိနေမှာပဲတက်လားအကြံရောင်းဝိုင်းဆိုင်ကြီးပေါ့ကျန်တဲ့ကျန်တဲ့ပေတွေမှာလည်းဖြစ်နေမှာပါဒါပါတော်တော်များများလာပြောကြရတဲ့ငွေချင်းနေเนาะအာကျမတို့ကို အခုပြောချင်တာကျမတို့ဒီတိုင်းမမဆဲတယ်ပြောတယ်မှန်တယ်ကျမတို့စောက်ပေါက်ဆိုးတယ်လို့ကျမတို့ထင်ကြတယ်ကျမလက်ခံတယ်ကျမတို့မယိုင်းတဲ့ကောင်မတွေဖြစ်စည်ရင်သွင်းတယ်ကိုလောက်ရမှန်လို့ကိုကမရှင်းဘူးပဲကိစ္စအောင်ကိုလောက်ရမှန်လို့ နော်အဲ့လိုမျိုးပြောပါပဲချင်းချင်းဒါပေမဲ့ကျမတို့သူတို့ပေါ်ကိုမိသားစုပုံစံမောင်နှမပုံစံနော်အဲ့လိုမျိုးပဲတွားထားတဲ့ system နေတယ်ပြတ်ရတယ်လာစာကိုလာစင်ပြတ်ပေးတယ်ကိုတွေဘက်ကလုတ်ပေးနိုင်တာအကောင့်လုတ်ပေးခဲ့ကျမတို့ပေါ်စာမှုတွေလည်းပါတယ်အခုကျမပြောချင်တာက ကျမတို့ဟိုဟာမလုပ်ဘူးလားဒီဟာမလုပ်ဘူးလားဆိုတာအမားတို့ရဲ့ system နဲ့ကျမတို့တို့ရဲ့ system တူချင်မတူမယ်ဟိုတအားစီကန်တင်ချက်တဲ့ system နဲ့ကျမတို့ရဲ့တို့ရဲ့ system နဲ့နည်းနည်းလေးတော့ကွာလိမ့်မယ်ကျမတို့ကလုံးဝ family တိုက်သွားတာမိသားစုတွေလိုနေထားတာ ဝန်ထမ်းတွေနဲ့ကျမတို့ချစ်ချစ်ကဲကဲနေထားတာအခုချိန်ထိအမားတို့တွေဆွဆွဲနေတယ်လို့ပြောနေတယ်လို့ဒီလိုလူမျိုးတွေစီမှာခိုးလို့မိရင်တည်နေလောက်ပြီလို့နော်အမားတို့ပြောကြရနော်ကွန်မန့်တွေအများကြီးအဲ့ဒါတွေတော်တော်များများရေးရဲတာတွေလည်းတွေ့ရဲတည်နေလောက်ပြီလို့အခုလောက်ဆိုဘလို့မုံမုံအောင်ဆဲခန့်နေရပြီလို့ကျမမာ recording နေအမျိုးဆုံးရှိတယ်နော်ဖြစ်ချင်တာသူများကငါတို့ကရိုက်ချင်တာမဟုတ်ဆဲချင်တာလက်ဖြားနဲ့သူတို့ကိုမထိခဲ့ဘူးနော်ကျမ တစ်ချက်တောင်អော်မစဲခဲ့ဘူးစိတ်မကောင်းဖြစ်ပြီးတော့သူတို့ပြောတာလောက်ပဲရှိတယ်သူတို့တစ်ခုပြီးတစ်ခုဝေမခံတာတွေကိုလည်းကျမတို့ဘက်ကပဲတစ်ခုခုဖော်ထုတ်ပါအဓိကသူတို့ကဖော်ထုတ်လိုက်တိုင်းငင်းမရလို့ဒါဝင်ခံတယ်ကျန်တဲ့ဟာဆိုရင်လုံးဝမဝင်ခံမဝင်ခံဘူးစရင်နေလဲကျမတို့မှာရှိတယ်ကျမတို့မှာ daily စရင်ရှိတယ်ပြီးတော့ဒီ online ဟာရရလဲကျမတို့က daily ကိုပဲအားလုံးငွေကိုအဲ့လို တခါတည်းအပ်လိုက်ကြတယ်ပစ္စည်းမဟုတ်ဘူးတချို့ရန်ကုန်ကိုမှငွေလွှဲချင်တဲ့လူရှိတယ်တချို့ကရန်ကုန်ကိုမှအိမ်ကိုအထောက်ရောက်သွားမှဒီဘက်ကိုငွေတွေပြန်လွှဲတာမျိုးတွေရှိတယ်ကျမတို့မှလည်းနယ်တွေရှိတယ်ရန်ကုန်ရှိတယ်ကျမတို့လုပ်ငန်းနေထားရကျမတို့ကအဲ့ဒါကြီးကို public မှာအခုချိန်မှာအဲလုပ်ငန်းကဒီဟာဒီလိုလုပ်တယ်ဟိုဟာဒီလိုအဲ့လိုပြောပြလို့မရဘူးဒါအခုကျမကလုပ်နေတာဆိုတွေးတက်တယ်သူဘယ်လိုလုပ်သွားကျမက ဒါ online shop အချင်းချင်းကိုပညာရစေခြင်းလို့ဒီလိုခိုးနှီးရှိတယ်ဆိုတာပြန်ပြောတာကျန်တာအမားတို့နဲ့စီးရင်ရှင်းဖို့တက်လာတာမဟုတ်ဘူးเนาะဘယ်ဟာကိုဘယ်လိုလုပ်လဲပဲကျမကိုလာပြီးတော့ဟိုစီးရင်စစ်လိုက်လားမစစ်နဲ့အမားတို့ကိုကျမကဘယ်လောက်ကြီးဟိုအတိအကျဘယ်လိုစီးရင်စစ်တွေတင်ပြဖို့တက်လာလဲမဟုတ်ဘူးเนาะအဲ့တော့ကိုနားမလဲတဲ့အပိုင်းနားမလဲသူနေလိုက်နားလေလူနားလေလိမ့်မယ်နားလေတဲ့လူနားထောက်လိမ့်မယ်စီးပွားရေးလုပ်နေတဲ့လူအွန်လိုင်းလုပ်နေလူနားထောက်လိမ့်မယ်နော် အခုမှကျမတို့အခုဖြစ်သွားတဲ့တည်တနာမှာတခြားဝန်ထမ်းမပါဘူးဒီဝန်ထမ်းတယောက်တည်းကဒီဝန်ထမ်းကျမတို့ရဲ့အရန်ယုံကြည်ရတဲ့ဝန်ထမ်းအခုဆိုအဲ့လောက်ပြောနေအမတို့နားလဲလိုက်တော့ကျမတို့မောင်နှမလိုရင်းနှီးရတဲ့လူယုံကျမတို့ရဲ့ဝန်ထမ်းတဲ့မှာအစိတ်ချဆုံးဆိုရယ်ဝန်ထမ်းအဲ့လိုမျိုးလူကယုံကြည်မှုအလွဲသုံးစားလုပ်ပြီးနောက်ကျတော့ဓာတ်နဲ့ထိုးရတာကျမအဲ့ဒါကြောင့်ရှေ့ရှေ့ဝေးတွေမရှင်းဘူးသူတို့သူကနေမှတစ်စင်သူ့ရဲ့ရည်စား သူ့ရဲ့ရည်စားကဒီရကိုအားပေးအမြောက်လုပ်တယ်ကြံ့ရပါเนาะကြံ့ရပါပြီးရင်သူတို့ရဲ့ညမကြံ့ရပါเนาะအဲ့လိုမျိုးတွေလှုပ်ထားတယ်အဲ့လိုမျိုးတွေလှုပ်ထားတဲ့အတွက်ကြောင့်ကျမတခြားဝန်ထမ်းတွေကိုလည်းကျမဘက်ကကျမစစ်ဆရာဆရာဆင်မိစားချင်ပြောပြပြီးเนาะအဓိကတရားခံသူပဲเนาะအဓိကသူပဲအဲ့ဒီအတွက်ကြောင့်သူဘလို့ခိုးတယ်ဆိုတာပြောပြတာเนาะအခုကကျမတို့ကတခိုးတယောက်ကိုမိရင်တောင်မှကျမတို့ကလိုင်းမော်တင်ရုပ် အဲ့လိုတင်လိုက်ရင်တော့မှဆဆရကတွေများတော့နော်လားရတွေလာပြောမယ်ဘာတွေညာတွေသူတို့မှဘွားရှိသေးတယ်မျက်နှာကြီးလူဖြစ်ရအောင်မှာသူတို့မှဘွားရှိသေးရင် လူလိုသိရင်တွေးရမှာသူတို့နော်တွေးရမှာအစောကြီးကငါတို့ဒီလိုခိုးလိုက်လို့ရှိရင်ဒီလိုကြီးဘွားပြက်သွားမလားသူဆိုကနမဲကြီးဆိုင်ကလူတိညာတယ်ဒါကျမတို့ဆိုလူတိညာတယ်ဆိုရင်ဒါသူတို့ခိုးရဲတယ်ဆိုတဲ့သူတို့လှုပ်ရဲခံရဲတယ်ဆိုတဲ့စိတ်သူတို့မှရှိတယ် ဒီနေ့မှလည်းကျမတို့ကိုဟိုဘယ်လိုပြောမလဲသူတို့လောက်ရဲလို့ခံရဲတယ်ဆိုတဲ့ပုံစံနဲ့ပဲညှိနှိုင်းလာတာအဲ့တော့ကိုယ့်ဘက်ကလည်းလှုပ်ရှားရှည်ရလေးတော့လှုပ်ထားတယ်အမားတို့ပြောတဲ့အစ်စ်နေလဲလာမယ်ဒါပေမဲ့ကျမတို့ညှိနှိုင်းလာတယ်ကျမတို့ညှိနှိုင်းတာကိုသူတို့လက်ခံနေလုံနိုင်တယ်ဆိုလို့ရှိရင်ကိုရီဂျီအေးဘီဟိုဂျင်းနဲ့လောက်တဲ့အချိန်ဂျင်းနဲ့လောက်တဲ့အချိန်သူတို့လှုပ်ပေးနိုင်တယ်ဆိုရင်တော့နော်လှုပ်ပေးနိုင်တယ်ဆိုရင်တော့ဂျင်းနဲ့ပေးလိုက်မယ် ဘာဖြစ်လို့လဲဆိုတော့ကိုရီးယားမားတို့ပြောသလိုမယိုင်းနဲ့စဲတယ်ဆိုပေမဲ့အဲ့လောက်ထိရုံမှာကောက်ကျစ်တဲ့နှလုံးသားမရှိဘူးအဲ့လိုစိတ်မရှိဘူးသူများပေါ့မှာပြောဆိုအောင်ခိုးမှာပေါ့ဘူးအဲ့လိုဟဲ့ချိုတေတခါရထဲလိုက်လို့ရတယ်ရတာပေါ့အမပြောသလိုပဲအရန်ရတယ်လေဟဲ့အခုလက်ပူးလိုက်ချက်ကြီးဒီလိုမိတာဝင်နေရပြီလေဒါဒီနေ့တရက်ထဲတောင်စဲသိန်းကျော်ဆိုရင်အနောက်မှာအမျိုးဆုံးခိုးရတာရှိလို့တကယ်လို့လူစိတ်ရှိလို့လူလို့အတွင်းနဲ့နိုင်လို့ ကိုကိုကိုနဲ့ပဲနှိုင်းတာဒါပေမဲ့ပြောလိုက်ပါတယ်ကျမတို့ကအခုချိန်မှာလက်ရှိမိမိဘတွေကိုရှာဖွေကြွေးမွေးနေတယ်ညီကိုမောင်နှမတွေကိုထောက်ပံ့နေတယ်အစ်မပြေတဲ့လူတွေပေါ့နော်ကိုအဖိုးဖွားတွေဟိုဆိုလဲကျမတို့အမြဲတမ်းထောက်ပံ့နေအပြင်နော်အသက်ကြီးရွယ်အိုးတွေအလူကန်နေရှင်တို့ကျမတို့ဆိုင်ကိုလာကြည့်ကြည့်လိုက်ဘယ်အလူကန်မဆိုကျမတို့ဆိုင်မှာမထည့်တဲ့ခောက်ဆိုတာနဲလုံးနဲ့ရှားတယ်ကျမတို့အဲ့လိုမျိုး ဟိုကအကုန်လုံးရှာဖွေနေတဲ့ပတ်စံတွေဒီရိုးသားကျိုးသားဆိုတာရှာထားတဲ့ပတ်စံအဲ့ဒီပတ်စံတွေကိုအပူစာလို့ခေါ်တယ်သူတို့စားမယ်ဆိုအဲ့ဒါအပူစာ၄၅နှစ်လောက်လာသူဆိုလို့ရှိရင်ယောဂတဲ့ဆိုပြီးတော့ပြောထားတဲ့တကြောင်ကျမတို့ကအယမ်းညာတယ်အယမ်းညာတယ်ညာတဲ့အတွက်ကိုအယမ်းကိုသူကယုံကြည်မှုအလွဲသုံးစားလုပ်တယ်ဒါကျမပတ်စံက၄၅သိန်းလည်းမဟုတ်ဘူးအမားတို့ကိုဒီနေ့တည့်ရက်ခဲမိလို့ဒီနေ့တည့်ရက်လေးဒါလေးဆိုပြီးတော့လဲတောင်းတာမဟုတ်ဘူးဒီနေ့မိတဲ့ဟာတွေတင် စေသိန်းကျော်ပါတယ်ရှင်။ကျန်တဲ့စစ်သေးလိုက်တာ2023ခင်ဗျာ။အခုအဲ့လိုတော့မပျော်လို့ထပြီးတော့ပါဖြစ်တာ။စေသိန်းဆိုရင်အမားတို့စဉ်းစားကြည့်လိုက်ကိုယ်လုပ်ငန်းဆိုရင်ဘယ်လိုလုပ်ကြမလဲ။အမားတို့လုပ်ငန်းမှာမရှိဘူးလို့ပြောလို့မရအောင်နော်။ဒါဟိုမင်းတို့ဟိုသူများဟိုပါဖြစ်တယ်။ဘယ်လိုမိလဲဆိုတာကလေ။ကျမတို့မှာကျမတို့လည်းအချင်းနေအကြောင်းကြောင်းကြောင်းမတင်ကြတာလေးရှိရအတွက်လိလာတဲ့စုံစမ်းတဲ့လက်ပူးလက်ချက်မိအောင်လုပ်တယ်။အခု မိထားတဲ့အတွက်ကိုလပုလက်ချက်မိတဲ့အတွက်ကိုကျမတို့ကဒီနေ့ဖော်ရတယ်သူတို့လည်းအဲဒါကြောင့်မို့ကျမတို့ကဝန်နေပေးရဲ့အနေနဲ့ဒီနေ့သူတို့ကိုအာနည်းနည်းညှိနှိုင်းတာလေးတွေလုပ်ထားတယ်သူတို့ဘက်ကပြေးမယ်ဆိုရင်လည်းကျမတို့ကရဲစခန်းမှာမနက်ဖက်အမှုချက်ချင်းဖွင့်ပြီးတော့ဝရံပြေးစရင်ထည့်ပါမယ်တွေ့တဲ့နေရာမှာဝရံပြေးထုတ်ပြီးတော့ဖမ်းပါမယ်အဲ့တော့အမားတို့စိတ်ကိုလည်းဗီဒီယိုလည်းတင်ပါနော်ပြေးရင်တော့ကျမတို့စမှာဗီဒီယိုရှိတယ်ခံထားတဲ့ဗီဒီယိုနှစ်ယောက်စလုံးဝင်ကျမတို့ရိုက်ပြီးတော့လည်းပြောရမှာမို့ဒီဟာတလောက်ဆိုတိတ်ရအထက်ပဲ အခုမိထားတာတရားအထက်ကိုသူတို့ပါဇက်ကဝေခန္နာကလည်းဝေခန္နာကလည်းတရားအထက်လို့တရားအထက်သူတို့ခိုးပါတယ်တရားကြော်ပါတယ်ဆိုတာဝေခန္နာပါတယ်ကျမတို့မိထားတာကြီးလည်းအခုစစ်နေနေတရားကြော်ပါတယ်နောက်ထပ်ရှိပါသေးတယ်အဲ့ဒါတွေကသူတို့စရင်ဖြောင်းတာပါတယ်နော်အဲ့ဒါတွေကိုလည်းကျမတို့သိထားပါတယ်နော်သိထားပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ဂျင်းနဲ့လောက်တဲ့အမောင့်တွေကိုကျမတို့ကိုရအောင် သူတို့ပြန်ပြီးတော့လှုပ်ပေးနိုင်နေဆိုရင်တော့လူလူချင်းထောက်ထားတဲ့အနေနဲ့ကျမလူစိတ်ရှိတဲ့အနေနဲ့လူစိတ်မွေးပြီးတော့ကိုရီးယားကနေပါမယ်နမဲတိမအရန်ကြောက်တာလုပ်ငန်းလုပ်တာတိုင်းရောထောင်နဲ့တောင်နဲ့ချီလှုပ်လာတယ်တခါမှဘယ်သူစီမှမအကျိုးမကျန်ဘူးကိုလည်းမရှိစင်တော့ကမရှိစင်တော့ကသူများဝန်ထမ်းသွားလှုပ်ခဲ့တော့ကကျမစိုင်နေအများကြီးလှုပ်ဖူးပါတယ်နော်နောက်ဆုံးပလာဇာနောက်ဖက်ဒီမှာပါလှုပ်ဖူးပါတယ်ကျမစီမှာ ခိုးလို့ပွက်လို့ကျမကသူများပစ္စည်းခိုးလို့အလုပ်ထွက်လိုက်ကြရဲဆိုတော့ရာဇဝင်ကျမမှာမရှိပါဘူးเนาะကိုလည်းသူများမွေးရပါချမ်းသာလာတဲ့လူမဟုတ်ဘူးဒီလို fashion line ဖြစ်ဖွင့်ဖို့အများကြီးစူးစမ်းလာတာဒီလို online shop တွေဆိုတာလည်းကျမကိုယ်တိုင်လုပ်ပြီးတော့ကျမတို့ရဲ့ system ကိုသူတို့ကိုသင်မေးတာအလုပ်ဝင်လာရင်เนาะကိုကသူတို့ကိုသင်မေးကြွေးမွေးပြီးတော့ကသူကသူကဘလောက်ထိတောင်အာဟိုဟာဖြစ်လဲဆိုရင်လေ ကျမတို့ဆိုင်ရနေထွက်ပြီးတော့တခြားဆိုင်မှာပါအလုံးလျှောက်ထားပါတယ်ရှင်နော်အလုံးလျှောက်ထားပါတယ်အလုံးနေတခြားဆိုင်မှာတော့အလုံးလျှောက်ထားသူကပြေးမဲ့စီစဉ်နေရှိပါတယ်နော်ပြီးတော့ iPhone တွေလည်းကင်ပါတယ်နော်သူအခုနောက်ပိုင်းပြောင်းလဲလာတာအကုန်လုံးတော်တော်များများလေးသိပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ main ကလေးဖြစ်နေတဲ့တိတ်ခါပိုင်းဆိုင်ရာအရာကျမတို့ကစောင့်ကြည့်အနေနဲ့စောင့်ကြည့်ပြီးတော့မှ ဒီနေ့ဒီရက်မှာဒီလိုတွေဆိုတာကိုကျမတို့ကလက်ပူးလက်ချက်မိအောင်ဖမ်းလိုက်တာပါရှင်နော်အဲ့ဒါကြောင့်မလို့ဒီလိုခိုးနီးတွေတခိုးတွေဒီလိုရှိပါတယ်။အဲ့ကြောင့်ကမှ online shop လုပ်တဲ့ဒါတရက်သေးမိတာတောင်10သိန်းကျော်ပါတယ်။အာအရှိမာလဲနေ့တိုင်းလို့လို့သူတို့စရင်နေမှာ သူတို့ဒီနာမည်တွေသူကနာမည်၄မျိုးသုံးပါတယ်။အဲ့နာမည်၄မျိုးနဲ့ဟာတွေအကုန်လုံးရှိပါတယ်။ နမယ်လေးမျိုးနဲ့ဟာရီအကုန်လုံးအထုတ်ဒီမှာပါပါတယ်အဲ့တော့တနည်းကို7သိန်းအာအရန်မခိုးနိုင်တဲ့နေ့ကျရင်9သိန်း8သိန်းအဲ့တော့အဲ့ဒီအောက်ကိုမရှိဘူးဘာလို့လဲဆိုတော့သူစိုင်မာတီးတက်ကားခေါ်ပြီးတော့စိုင်မာငွေလွဲပြီးပစ္စည်းဆိုင်ကိုလာယူဆိုတဲ့ဟာမျိုးနဲ့သူပို့တာတောင်မှ3သိန်းကျော်လောက်4သိန်းကျော်လောက်အလောက်ထိအောင်ရှိတယ်အဲ့ဒါကြောင့်မလို့ကျမရဲ့ငွေတန်မိုးကတော့မနည်းဘူးပါသွားတယ်ရှင်เนาะပါသွားတယ် ော်တော်ကြီးကိုခံလိုက်ရတယ်လူရင်းလည်းဖြစ်တော့ပို့ပြီးတော့ခံစားရတယ်ခံလိုက်ရတယ်ယုံကြည်ရတဲ့လူလောက်သွားတော့ပို့ပြီးတော့ငွေမောက်တွေများတယ်အခုဒါပေမဲ့ကျမတို့ခု အာမခံတာကကျမတို့ online shop မှာအခုချိန်ထိဒီခိုးွားတဲ့တခိုးနဲ့ပတ်သက်ပြီးတော့ဝယ်သူတွေလုံးဝမထိခိုက်ပါဘူးရှင် ပစ္စည်းကိုရောက်အောင်ပို့ထားတဲ့ system နဲ့ပဲသွားတာဖြစ်တဲ့အကြောင်းဘယ်ဝယ်သူတဦးတယောက်မှ အမမထိခိုက်ပါဘူးเนาะစိတ်ချလက်ချလဲဝယ်လို့ရလို့ကျမတို့လည်းเนาะ system တွေကိုပို့ပြီးတော့ security မြင့်ပြီးတော့ပြပြပြန်ပြီးတော့လေပတ်အောင်လုပ်ပါမယ်ဝီဒိုနဲ့ခိုးလို့ရမှာအဲ့လိုလည်းမကြောက်ဘူးဟိုအဓိကကမျက်နှာမပူလားဆိုအဲ့ဒါနောက်တစ်ပိုင်းနောက်မှပြောပြမယ်အခုက KP တို့ KP တို့ဝီဒိုနဲ့ခိုးတဲ့အစ်စ်မဟုတ်တော့ဘူးပစ္စည်းလဲ customer စီရောက်မယ် ကိုလည်းအလုံးရှင်မရိပ်မိအောင်လုပ်လို့ရမယ် delivery လည်းအပြစ်လွတ်တယ်အဲ့လိုနီးစနစ်နဲ့ကို तू ကငွေသားတိတက်ယူတာပါခိုးတာတော့ငွေသားတိတက်ကိုခိုးတာပါယူတာပါဒီလိုမရှင်းပြတော့နောက်ကအတန်တော်နေငါလည်းမဟုတ်ဘူးငါဆိုတာလည်းဝင်တယ်မဟုတ်ဘူးပိုင်ရှင်ဟဲ့အဲ့ဒါနော်နင်တို့ပြောနေတယ်နောက်ကအတန်ပါရာဟိုဟာဒီဟာတို့ဆိုတာလေနင်တို့ကိုလည်းရှင်းစရာမလိုနော်နင်တို့ရှင်းပြစရာမလိုအခုငါငါပြောတဲ့တဲမှာ ငါတို့ admin ထဲမှာ main ခလေးခိုးတယ်သူရဲ့ငါတို့ရဲ့ငွေရေးကြေးရေးညှိနှိုင်းနေတဲ့အချိန်เนาะငါတို့ပြန်ရလို့ရညာတခိုးစီကနေပြန်ပြီးတော့ငါတို့ရဲ့ငွေအမောက်ကိုရသလောက်ပြန်ယူมาဖြစ်တဲ့အတွက်ကြောင့်ငါညှိနှိုင်းနေတဲ့အတွက်ကြောင့်เนาะမပြောသေးဘူးမတင်သေးဘူးသူတို့ကိုယ်တိုင်ပါဇက်ကသူတို့ခိုးပါတယ်ဆိုတဲ့ဟာတွေဝင်ခံထားတာတွေဗီဒီယိုရှိတယ်ရီကော်ဒင်းရှိတယ်အကုန်ငါတို့မှာရှိတယ် အဲ့လိုရှိတဲ့အတွက်ကြောင့်ငါတို့မတင်သေးဘူးနင်တို့ပြောနေတဲ့ကြွက်ကြီးတို့နောက်ကအော်ဆဲတာအဲ့ဒါကြီးအကုန်လုံးကလည်းဘာမှမဟုတ်ဘူးနော်ငါတို့ကငါတို့မှလည်း system မျိုးစုံနဲ့တွားထားတာ system မျိုးစုံနဲ့တွားထားတာဖြစ်တဲ့ကြောင့်ငါတို့သူတို့ကိုအဲ့လောက်ထိအရာမပေးဘူးနော်အခုအော်တယ်ပြုတ်တယ်ရောင်းတယ်ဆိုတာငါတို့ရဲ့လူပဲငါတို့ပိုင်ရှင်ချင်းချင်းပဲလုပ်တဲ့အလုပ်တွေဒါငါတို့မောင်နှမမိသားစုပဲလုပ်တာနော်အဲ့တော့နို့ပြောနေတဲ့ပောက်ပန်း၄၀ကိုရတန်းရက်ပြီး ်ဇက်ကောလက်ကောညင်းနေလိုက်နော်မယိုင်းနေဆိုတာကလေလေအတိုင်းတာနဲ့ရှိတယ်ကုလို့ချိန်မှာငါမယိုင်းမိထိုင်ဆဲနေမှာလည်းမဟုတ်ဘူးနော်အဲ့တော့အားတွေဝင်ချောင်းနေ ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုရတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့ဒီအမကသူ့ရဲ့အဖြစ်အပျက်ကိုပြပြလာတာပဲဖြစ်ပါတယ်ဒီ online shop ရောက်တဲ့သူတွေသူ့လိုမျိုးမဖြစ်အောင်လို့ဆိုပြီးတော့ကြိုတင်ပြင်ဆင်ကာကွယ်လို့ရအောင်လို့ပြပြနေရပဲဖြစ်ပါတယ်အခုခေတ်ကလည်းလိန်နီပေါင်း16000ပေါ့နော်ကြည်တဲ့မျိုးတွေလည်းဘူတရာတင်ခန်းစာရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုလည်းအမျိုးတို့အတွက်အသုံးဝင်တဲ့အကျိုးရှိတယ်ဆိုလို့ရှင် like ရှယ်လေးလုပ်သွားပြီးဖို့တောင်းဆိုပါတယ်ဒါမှလည်းအခြားသူတွေသိမှာပေါ့နော် နောက်ထပ်လဲမှုစက်ရီသတင်းနဲ့ဟာတပ်ဗီဒီယိုရိပို့တူတာရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တက်ဆက်ပေးသွားမှာမို့မွေး channel လေးကို like subscribe နဲ့တပ်ဖို့တန်ဆပိုင်ရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ